ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုနဲ့စရင်ကင်တယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီကမှာတော့စိတ်ဝင်စားစရာကောင်းတဲ့ဇာလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားခြင်းပါတယ်ဇာလန်ဆမှာတော့ဇုံတွဲတွဲကအော်ဒဇင်ကလေးတွေကိုစောင်းရှောင်ပေးတဲ့အဖွဲတစ်ခုစီကိုသူတို့ရဲ့သားလေးခရစ်အတွက်ဆွေးနွေးနေခဲ့ပါတယ်ယောက်ျားပြည်သူကစစ်တပ်ကဖြစ်တာကြောင့်သူတို့ကအမြဲနေရပြောင်းနေရတဲ့အကြောင်းပြောလိုက်ပါတယ်အဲ့လိုနဲ့ပဲအဖွဲကဒရိုက်တာကခရစ်ကိုခေါ်ထားပေးမယ်လို့ပြောလိုက်ပါတယ်ဒါမဲ့လေယောက်ျားပြည်သူကတော့ညင်းလိုက်ပါတယ် ခရစ်အနေနဲ့ပြင်ပလက်တွေ့ဘွားကနေခွဲထွက်ပြီးတော့နေလို့မရဘူးလို့လည်းပြောလိုက်ပါတယ်။သူ့အနေနဲ့လက်တွေ့ဘွားကအရာတွေကိုရင်ဆိုင်ရမှာဖြစ်ပြီးတော့ရှောင်းလွဲနေဖို့မဖြစ်နိုင်ဘူးလို့လည်းပြောလိုက်ပါတယ်။အကန်းနဲ့မှာတော့ခရစ်ကဘေဒီဆယ်ရင်နဲ့တားချော်တေးတန်စင်ကိုစိုးနေခဲ့ပါတယ်။သူကနောက်ဆုံးပိုင်းအစလေးကိုရှာမတွေ့တာကြောင့်အစိမ့်လို့ရှားသွားပြီးတော့ကြောင်ချောက်ချားဖြစ်သွားခဲ့ပါတယ်။ကမာလေးတယောက်ကသူ့ကိုပြောင်းနေတဲ့ပိုင်းစားကိုပေးလိုက်မှပဲခရစ်ကငြိမ်သွားခဲ့ပါတယ်။လက်ရှိချိန်မှာတော့ခရစ်တယောက်စည်းငိုင်တယောက်ဖြစ်အလုံးလုံးနေခဲ့ပါပြီ သူ့ရဲ့ရုံးခန်းထဲမှာဇုံတွဲတွဲနဲ့အခွန်တွေကိုအကုန်ကျနေနေနဲ့ပေးဆောင်နိုင်မဲ့နီလန်းကိုဆွေးနွေးနေခဲ့ပါလေ။သူတို့ကခရစ်ကိုဂျေစုတင်နေကြပြီးတော့သူတို့ရဲ့တနက်ပြက်ကွင်းစီကိုကြိုက်တဲ့အချိန်လာလေဖို့ခရစ်ကိုကမ်းလှမ်းလိုက်ပါလေ။အမေရိကန်နိုင်ငံဗန်ဒါယီအဖွဲ့ရဲ့ဒရိုက်တာခင်းကမဒီနာလို့ခေါ်တဲ့စီးရင်စစ်တယောက်ကိုရုံးခန်းထဲကိုခေါ်လိုက်ပါလေ။သူမရဲ့လုပ်ငန်းဆောင်ရွက်မှုတွေအကြောင်းကိုလည်းချီးကျူးလိုက်ပြီးတော့ဘာကြောင့်ယာရူတိုးမယူတယ်လဲဆိုပြီးတော့မေးလိုက်ပါလေ။သူမကတော့စီးရင်စစ်တယောက်ဖြစ်ရတာကိုပဲသဘောကျလို့ဆိုပြီးတော့ပြောလိုက်ပါလေ။ ဒါမဲ့ကင်းကတော့သူမကိုလိန်နေတာပဲလို့ပြောပြီးတော့မဒီနာရဲ့ပြစ်မှုမှတ်တမ်းကိုပြလိုက်ပါတယ်။အစိုးရဝန်ထမ်းအလုလျှောက်လွှာမှာလိန်လေခဲ့တာကတရားမဝင်ဘူးလို့ပြောလိုက်ပါတယ်။သူမရဲ့မှတ်တမ်းတွေကြောင့်အစိုးရဝန်ထမ်းအလုမရနိုင်တော့ပါဘူး။ကင်းကမဒီနာသာလုံးမပြုတ်ချင်သေးရင်အထူး project တစ်ခုကိုလုပ်ရမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။သူကစည်ငိုင်လို့ခေါ်တဲ့လူတစ်ယောက်နဲ့အတူအလုလုရတဲ့ရာဇဝတ်သားတွေရဲ့ပုံကိုပြလိုက်ပါတယ်။စည်ငိုင်ဆိုတဲ့လူကရာဇဝတ်သားတွေရဲ့တရားမဝင်ပတ်စံတွေကိုကင်တွေပေးရပြီးတော့သူကိုယ်တိုင်လည်းလူသက်သမားတစ်ယောက်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ ကင်းကတော့မဒီနာအနေနဲ့ဒီလူရဲ့တေးဥမှန်ကိုရှာဖွေဖို့ပြောလိုက်ပါတယ်။ဒီကိစ္စကိုတလာတွင်းမလုံနိုင်ရင်တော့သူမရဲ့အလုပ်ကို ဆုံးရှုံးရလိမ့်မယ်လို့လည်းပြောလိုက်ပါတယ်။ခရစ်ကတော့အင်ကိုပြန်လာပြီးတော့ညစာစားနေခဲ့ပါတယ်။အဲ့ရမွန်ကင်လေးမှပဲသူကမိပိတ်ပြီးတော့မက်တဲ့သချင်းတွေဖွင့်ကာသူ့ခြေသလုံးကိုတက်သားချောင်းနဲ့ပုတ်ပြီးတော့နှိမ့်နယ်လိုက်ပါတယ်။သူကလေးဘွားတော်ကခရစ်မတ်ကာလမှာပဲသူ့ရဲ့ဖေကသူ့တို့သားဖကိုထားခဲ့တဲ့အကြောင်းပြန်တွေးနေခဲ့ပါတယ်။ခရစ်ကသူ့ရဲ့ဆေးရီကိုတောက်လိုက်ပြီးတော့အဲ့ရဝင်လိုက်ရပါတယ်။ ရဲတော်ကြမှာတော့သူကသူ့ကိုငှားတဲ့ဇုံတွဲရဲ့တနက်ပြက်ကွင်းကိုသွားလည်ခဲ့ပါတယ်။အဲမှာရှိနေတဲ့ပိုင်ရှင်ကတော့ခရစ်တယောက်ရဲ့တနက်ပြက်ကျွမ်းကျင်မှုကိုအံ့ဩနေခဲ့ပါတယ်။ခရစ်တယောက်သူ့ရဲ့နောက်တွဲကားကိုတင်ထားတဲ့တူလောင်ကန်းတစ်ခုစီကိုသွားလိုက်ပါတယ်။အဲထဲမှာတော့ခရစ်ကဈေးကြီးတဲ့ပစ္စည်းတွေနဲ့ပကြီကားတွေကိုစုဆောင်းထားပြီးတော့နိုင်ငံမောင်းဆောင်ကပတ်စံမျိုးမျိုးကိုလည်းတင်စီထားပါတယ်။ဒီနောက်မှာတော့သူကတနက်တွေနဲ့လက်နဲ့ပစ္စည်းမျိုးစုံကိုလည်းတင်ထားပါသေးတယ်။အဲနောက်သူကဂရင်ပေါ်မှာလဲချလိုက်ရင်းနဲ့ထောင်တိုးကအခိုက်တန့်တွေကိုပြန်တွေးနေခဲ့မိပါတယ်။ သူကသူ့ရဲ့ထောင်ခန်းပေါ်ကလူမှုဆက်ဆံရေးအကြောင်းတွေကိုတင်ပေးခဲ့ပြီးတော့ရာဇဝတ်သားကြီးတွေရဲ့ပတ်စံတွေကိုကင်တွယ်ပေးရမယ့်အလုပ်ကိုပါရှာပေးခဲ့တာပါအဲဒီချိန်မှာပဲဖုန်းတန်ကြောင့်ခရစ်တယောက်နိုးလာရပြီးတော့ဖုန်းကိုဖြေလိုက်ပါတယ်သူ့အတွက်လှုပ်လှုပ်ပေးနေတဲ့ပီတိရှားလေယူလေသိန်းတဲ့အမျိုးသမီးတယောက်ကတာမန်လူတွေအတွက်ပဲလှုပ်လှုပ်ပေးဖို့ပြောနေခဲ့ပါတယ်လူတွေကသူ့ကိုစားတင်ပြီးတော့တန်တရားဝင်လာကြတာကြောင့်လည်းဖြစ်ပါတယ်ခရစ်ကလည်းတာမန်လူတွေရဲ့အလုပ်ကိုလက်ခံဖို့ဇုံဖြတ်လိုက်ပါတယ်အဲဒီနောက်မှာတော့ဆက်ရုပ်ခြေထူးလက်တူတွေထုတ်တဲ့ကုမ္ပဏီကသူ့ရဲ့အလုပ်ရှင်အစ်စ်တွေနဲ့တွားပြီးတော့ဆွေးနွေးခဲ့ပါတယ် တို့ကုမ္ပဏီရဲ့စည်းငံတယောက်ကနေပြီးတော့တို့ကုမ္ပဏီပတ်စံတွေကိုတယောက်ယောက်ကခိုးယူနေကြောင်းတွေးရှိခဲ့ရပါတယ်။အဲဒါကြောင့်ပဲဖြေရှာဖို့အတွက်ခရစ်ကိုငားရမ်းလိုက်ကြတာလည်းဖြစ်ပါတယ်။ခရစ်ကတော့အလုပ်ကိုလက်ခံဖို့သဘောတူလိုက်ပြီးတော့မနက်ဖြန်မနက်ကစပြီးတော့အလုပ်လုပ်ဖို့ပြောလိုက်ပါတယ်။မဒီနာကတော့သူမရရှိထားတဲ့ပုံတွေကိုကြည့်နေရင်းနဲ့စည်းငံလူရဲ့မျက်နှာကိုမြင်ရတဲ့တပုံကိုချက်ပြီးတော့ကြည့်လိုက်ပါတယ်။သူကပုံကိုဖြတ်လိုက်ပြီးမျက်နှာရှာတဲ့အဖွဲစီကိုပို့ပြီးတော့စစ်ဆေးခန်းလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာတော့ငွေကြေးခွာခြားတဲ့စီးပွားရေးသမားတယောက်အတွက်အလုပ်လုပ်ပေးနေတဲ့ break က ူတယောက်ရဲ့ကားထဲကိုဝင်လာခဲ့ပါတယ်။သူကတနတ်တလက်နဲ့ခေါင်းကိုချိန်လိုက်ပြီးတော့သူတို့ကုမ္ပဏီရဲ့ငွေတွေဆုံးရှုံးနေအောင်လုပ်နေတာကိုရပ်ဖို့ချိန်ချောက်လိုက်ပါတယ်။ဘရိတ်ကအဲ့ဒီလူကိုထိုးကျိလိုက်တော့နောက်ဆုံးမှာတော့အဲ့ဒီလူလည်းသဘောတူလိုက်ရပါတယ်။ခရစ်ကတော့သူလှုပ်လှုပ်ပေးနေတဲ့ကုမ္ပဏီကပြင်ဆင်ပေးထားတဲ့စီဝေခန်းတွေကိုသွားလိုက်ပြီးတော့အဲ့ဒီထဲမှာအိပ်ပျော်နေတဲ့ကောင်မလေးတယောက်ကိုလည်းတွေ့လိုက်ရပါတယ်။သူကကောင်မလေးကိုနှိုးလိုက်တော့ကောင်မလေးကသူ့ကိုတောင်းပန်လိုက်ပါတယ်။ဒီကောင်မလေးကတော့ဒါနာဖြစ်ပြီးတော့ပတ်စံတွေပြောင်းနေတဲ့အကြောင်းကိုစသတိခဲ့တဲ့စင်းကင်လည်းဖြစ်ပါတယ်။ သူမကခရစ်ကိုချင်းနေရအကြောင်းရှင်းပြလိုက်ပြီးတော့သူတို့နှစ်ယောက်အတူတူလှုပ်လို့ရမယ်လို့ထင်နေခဲ့တာပါဒါမဲ့ခရစ်ကတော့တယောက်တည်းလှုပ်လို့ရတာကြိုက်တဲ့အကြောင်းပြောလိုက်ပါတယ်သူမကဇီဝေခန်းလေးကနေထွက်သွားလိုက်ပြီးတော့ခရစ်ကလှုပ်ရှားလုပ်ခဲ့ပါတယ်တရင်စာရှင်းလင်းပွဲတစ်ခုမှာတော့မက်ဒီနာစီကိုပြည်သူ့လုံခြုံရေးအဖွဲ့ကနေပြီးတော့မျက်နှာစစ်ဆေးခိုင်းတာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖုံးဝင်လာခဲ့ပါတယ်သူတို့ကစင်းကိုင်းတဲ့လူကမတက်လိုက်ခင်မှာလူတစ်ယောက်ကတောင်းပန်နေတဲ့အတန်ဖိုင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲနောက်သူကအတန်ဖိုင်ကိုမက်ဒီနာစီကိုပို့ပေးလိုက်ပါတယ် နေ့လယ်နားချိန်မှာတော့ဒါနာကခရစ်နားကိုထိုင်ပြီးတော့စကားပြောဖို့ကြိုးစားလိုက်ပါတယ်ခရစ်ကလည်းစကားကောင်းကောင်းမွန်မွန်ပြောဖို့ကြိုးစားလိုက်ပေမဲ့သူကအဲ့ဒီနေရာမှာတော်မနေခဲ့ပါဘူးဒါနာကသူမရဲ့ဖေးချောင်းပြောပြလိုက်ပြီးတော့သူ့ကြောင့်ပဲသူမကစီးရင်ခံဖြစ်လာတဲ့အကြောင်းပြောလိုက်ပါတယ်အဲဒီနောက်ခရစ်ကတော့ဇီဝေခန်းစီကိုပြန်သွားလိုက်ပြီးတော့ white board ပေါ်မှာစီးရင်တွေကိုတွက်ချက်နေခဲ့ပါတယ်ဒါမဲ့မလောက်တာကြောင့်အခန်းရဲ့မှန်တွေပေါ်မှာပါရှင်းနေခဲ့ရပါတယ်သူကမနာခင်အထိကိုတကမ်းလုံးပြည့်စင်းတွေကိုတွက်နေခဲ့တာပါမက်ဒီနာကတော့အိမ်ရောက်တာနဲ့အတန်ဖိုင်ကိုချိန်ချိန်နားထောင်နေခဲ့ပြီးတော့ နေပညာတစ်ခုနဲ့စင်းကင်ရဲ့အတန်ကိုခွဲထုတ်လိုက်ပါတယ်။စင်းကင်ဆိုတဲ့လူကတခြင်းတန်စင်တစ်ခုကိုစိုးနေတာကိုကြားလိုက်ရပါတယ်။ခရစ်ကတော့ဒါနာကိုစီဝေးကန်းထဲမှာသူတွဲချက်ထားတဲ့စင်းတွေအကြောင်းခေါ်ပြောလိုက်ပြီးတော့စင်းတွေတဲကငွေယူပေါက်ကိုတွေးတဲ့အကြောင်းပြောပြလိုက်ပါတယ်။တယောက်ကပြင်မာမရှိတဲ့ကုမ္ပဏီတစ်ခုစီကိုလွှဲပေးနေခဲ့တာပါ။ကုမ္ပဏီကရိုက်တာဖွဲ့ဝင်တယောက်ကဝင်ရောက်လာပြီးတော့အခြေအနေအကြောင်းမေးလိုက်ပါတယ်။ခရစ်ကတော့လောလောဆယ်မှာတော့အတိအကျမသိသေးပဲနဲ့ဘသူကပတ်စံတွေကိုခိုးယူနေလဲဆိုတာကိုသိဖို့အချိန်နည်းနည်းလောက်လိုသေးတယ်လို့ပြောလိုက်ပါတယ် ်ရဲကတော့စစ်ပစ္စည်းကုမ္ပဏီရဲ့ဒရိုက်တာအဖွဲ့ဝင်တယောက်ရဲ့အိမ်ကိုညသကောင်ကြီးတွားခဲ့ပါတယ်သူကဒရိုက်တာကိုရေခဲတက်တာတဲကအင်ဆူလင်ဆေးပလင်းတွေကိုယူလာခိုင်းလိုက်ပြီးတော့ဇပွဲပေါ်တင်ခိုင်းထားလိုက်ပါတယ်သူ့အနေနဲ့အင်ဆူလင်ကိုထိုးထည့်ပြီးတော့သူ့ကိုသူတက်သေးလိုက်ရင်တော့သူမိမကအသက်အာမခံရနိုင်အောင်မှာပါဒါမဲ့အဲ့ဒီလူမမဟုတ်ရင်တော့ Brit နဲ့သူ့လူတို့ကသူရောသူမိမရောနှစ်ယောက်စလုံးကိုတက်ပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ Rider ကတော့သူ့ကိုသူဈေးပဲထိုးလိုက်ပါတယ်။နောက်တည့်ရက် Great ရုံးခန်းကိုရောက်လာတဲ့အချိန်မှာတော့တန်ရှင်ရဲ့ဝန်ထမ်းတွေကအခန်းကိုရှင်းလင်းနေကြပါတယ်။ ခရစ်ကရက်ခိုင်းလိုက်ပေမဲ့ကုမ္ပဏီရဲ့ပိုင်ရှင်ကရောက်လာပြီးတော့သူ့ရဲ့အခြေစုံတငယ်ချင်းအဖွဲ့ဝင်ဒါရိုက်တာကကုမ္ပဏီကပတ်စံခိုးမှုကြောင့်အရှက်ရပြီးတော့တက်တည်သွားခဲ့တယ်လို့ရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်သူကခရစ်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့အလုပ်ကိုရပ်လိုက်စေချင်ခဲ့ပါတယ်။ခရစ်ကတော့သူစတင်လိုက်တဲ့အလုပ်ကိုပြီးမတတ်နိုင်လိုက်တဲ့အတွက်မကြေမနက်ဖြစ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ခရစ်ကအိမ်ပြန်လာပြီးတော့တက်သားတုံချောင်းနဲ့သူ့ခြေတလုံးကိုပြန်ရက်လိုက်ပါတယ်။သူမိထားခဲ့တဲ့အချိန်ချောင်းကိုလည်းပြန်တွေးမိနေခဲ့ပြီးတော့တက်သားတုံချောင်းကိုချိုးပစ်ကသူ့ရဲ့ဆေးပလင်းတွေကိုလည်းလွှမ်းပစ်လိုက်ပါတယ်။ ခဏကြာမှာတော့ခရစ်တယောက်စိမ့်ငိန်သွားခဲ့ပြီးတော့စေးတော့ကအိယာဝင်လိုက်ပါတယ်နောက်နေ့မနက်မှာတော့သူအင်ပြင်ထွက်တာနဲ့နောက်ကနေကားတစ်စီးကလိုက်လာခဲ့ပါတယ်ခရစ်ကတော့သူသွားနေကြတနက်ပြက်ကွင်းကိုသွားနေခဲ့ပြီးတော့သူ့ငယ်ဘွားအကြောင်းကိုတွေးနေခဲ့ပါတယ်သူကလေးဘွားတော်ကသူနဲ့သူ့ကိုဘရစ်တိုကသူ့ဖေငါးပေးထားတဲ့နီးပြနဲ့တိုက်ခိုက်ရေးလေ့ကျင့်နေခဲ့ကြပါတယ်။နီးပြကသူတို့နှစ်ယောက်ကိုမြေပေါ်မှာလဲကျခဲ့တဲ့အထိကိုရိုက်နှက်ခဲ့ပါတယ်။နီးပြကဒီနေ့အတွက်နားဖို့ပြောပေမဲ့လည်းသူ့ဖေကတော့မလုံလောက်သေးဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။သူကကောင်းလေးတွေကိုထားခိုင်းပြီးတော့ဆက်ပြီးတော့တိုက်ခိုက်ခိုင်းပါတယ်။ ။တနပ်ပြက်ကွင်းကအိမ်ထဲမှာတော့ခရစ်ရဲ့အလို့ရှင်ဟောင်းစုံတွေကလူစုနှစ်ယောက်ဖမ်းတာခံထားရပါတယ်။သူတို့ကမိမဖြစ်သူကိုအပြင်ထွက်ကခရစ်ကိုလမ်းခေါ်ခန်းလိုက်ပါတယ်။လူစုတယောက်ကသူမကိုအိမ်ရှိဘောက်ကိုခေါ်လာတော့မှပဲခရစ်ကခြံဝင်းထဲကနေပြီးတော့သူ့ကိုလမ်းပစ်လိုက်ပါတယ်။ကြာလူစိုးတယောက်ကတော့ဇုံတွဲနှစ်ယောက်ကိုတနက်နဲ့ချင်းချောက်ပြီးတော့ခြံဝင်းပြင်ကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ခရစ်ကလည်းထရကာရဲ့ဘင်းကိုပြစ်လိုက်ပြီးတော့ကားကိုရက်သွားစေခဲ့ပါတယ်။အဲဒီနောက်လူစိုးကိုဆွဲထုတ်လိုက်ပြီးတော့သူ့ခုတ်ဘက်နဲ့လေဘင်းညစ်ကဘသူ့အတွက်လှုပ်လှုပ်နေလဲဆိုပြီးတော့မေးလိုက်ပါတယ်။ ။လူကြီးကတော့သူတို့ရဲ့အထက်ကတာဝန်ရှိသူကဘာလို့လဲမသိဘဲနဲ့ခရစ်နဲ့ဒါနာကိုတတ်ဖို့ခိုင်းစေခံထားရကြောင်းကိုပဲပြောခဲ့ပါတယ်။ဒီနောက်မှာတော့ခရစ်တယောက်ဒီလူဆိုးကိုတတ်ပြစ်လိုက်ပြီးတော့ခြံဝင်းထဲကနေထွက်ပြီးတော့ဒါနာရဲ့အိမ်စီကိုသွားပါတော့တယ်။လူတယောက်ကဒါနာရဲ့တိုက်ခန်းစီကိုလိုက်လာပြီးတော့ခရစ်ရောက်လာတဲ့ချိန်မှာတော့အဲဒီလူကဒါနာနဲ့တူတက်လီကားထဲဝင်သွားတာကိုမြင်လိုက်ရပါတယ်။ခရက်ကဇောဦးနောက်ကနေဝင်လိုက်ပြီးတော့တက်လီကားကနေတက်လိုက်ပါတယ်။ဒါနာကတော့သူမရဲ့တိုက်ခန်းစီကိုရောက်လာပြီးတော့ပျက်စီးဖို့သူမနှစ်ယောက်ကနေသူမအတွက်ပျက်စီးပါတဲ့အကြောင်းပြောလိုက်ပါတယ်။ သူတို့ကတကားကိုတုံးဝှက်ပြီးတော့ဒါနာကိုဖမ်းဖို့ကြိုးစားလိုက်ပါတယ်။ဒါမဲ့လည်းသူမကပြန်တက်ခတ်လိုက်ပြီးတော့ရေချိုးကန်းထဲမှာဝင်ပုန်းနေလိုက်ပါတယ်။ခရက်တယောက်ခန်းထဲကိုဝင်လာလိုက်ပြီးတော့လူမျိုးကိုပြစ်တက်လိုက်ကဒါနာကိုသူနဲ့လိုက်လာဖို့ပြောလိုက်ပါတယ်။ဘရက်ကတော့သူ့လူတွေကိုစင်းကန်ကတတ်သွားတဲ့အကြောင်းသိလိုက်ရပါပြီ။ခရက်တယောက်ဒါနာကိုသူ့ရဲ့နောက်တွဲရင်စီကိုခေါ်သွားလိုက်ပြီးတော့သူအသင့်ပြင်နေတုန်းမှာပဲအပြင်ကစောင့်ဖို့ပြောလိုက်ပါတယ်။ဒါမဲ့ဒါနာကဝင်လာလိုက်တော့ခရက်ရဲ့ပတ်စံတွေနဲ့လက်နက်တွေကိုမြင်လိုက်ပါတယ်။သူမကခရက်ကိုအဲ့ဒီအကြောင်းမေးလိုက်ပေမဲ့လေခရက်ကတော့တိတိကျကျဘာမှပြန်မပြေလိုက်ပါဘူး။ နောက်ထပ်ဇာဝင်ကမှာတော့မဒီနာတယောက်အတန်ကိုစစ်ဆေးထားတဲ့အဖြေကိုရလိုက်ပြီးအတန်ပိုင်းတဲကလူကကလေးဘွားကညှဉ်းပန်းခံထားရတဲ့စိတ်ဒဏ်ရာမျိုးဒါမှမဟုတ်ရင်ဥနောက်ညံရီပိုင်းဆိုင်ရာပြဿနာတစ်ခုခုဖြစ်နေတာမျိုးရှိမယ်ဆိုတဲ့အကြောင်းသိလိုက်ရပါတယ်။အဲဒါကြောင့်ပဲစိတ်လို့ရလာတဲ့အချိန်မှာဆိုရင်တားချော့တန်းစင်ကိုတီးဆိုနေရတာဖြစ်လိမ့်မယ်လို့လည်းပြောလိုက်ပါတယ်။မဒီနာတယောက်ခွန်ဌာနကိုသွားလိုက်ပြီးစင်းကင်နဲ့ဆက်သွယ်နိုင်မဲ့ဝင်ငွေမြင့်တဲ့လူတွေအကြောင်းကိုရှာခန်းလိုက်ပါတယ်။ခရစ်ကတော့ဒါနာနဲ့တူပုံမို့ဟိုတယ်တစ်ခုစီကိုသွားခဲ့ပါတယ်။ အဲ့မှာဒါနာကခရစ်ကိုသူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကြောင်းကိုမေးမြန်းလိုက်ပါတယ်။သူ့ရဲ့ဖေကစစ်သားတယောက်ဖြစ်ပြီးတော့အနိုင်ကျင်းတဲ့သူတွေကိုပြန်ရင်ဆိုင်နိုင်အောင်ငငယ်လေးကလေးကလေ့ကျင့်ပေးခဲ့တာလို့ပြောလိုက်ပါတယ်။သူမှာအော်ဒစင်ယောဂရှိတာကြောင့်လူတွေနဲ့စကားပြောဆက်ဆံရမှာလဲအခက်အခဲရှိတယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ဒါနာကတော့သူမထက်တန်းကျောင်းတုန်းကအရန်လိုချင်ခဲ့တဲ့ဝတ်စုံအတွက်လောင်ကစားလုပ်နည်းတွေကိုလေ့ကျင့်ခဲ့ရင်သာမကဖေကတွေကိုပါအလွတ်ကျက်ခဲ့တယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးဝတ်စုံကိုရလိုက်တဲ့အခါမှာတော့သူမကတခါပဲဝတ်စင်ခဲလိုက်ရပါတယ်။ တကယ်တမ်းတော့သူမလုပ်ခဲ့တာတွေကလူဝင်ဆန့်စီပိုပဲလို့ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ကခန်းစားချက်တွေပြောကြရင်းနဲ့စကားကောင်းလာကြပြီးတော့ဒါနာကခရစ်စီတိုးကနမ်းမို့ကြိုးစားလိုက်ပါတယ်။ဒါမဲ့ခရစ်ကတော့ထားရက်လိုက်ပြီးတော့စစ်ပစ္စည်းကုမ္ပဏီအကြောင်းကိုထားပြောလိုက်ပါတယ်။ကုမ္ပဏီတွေကတယောက်ကပတ်စံတွေကိုပြင်စီကိုပို့ပြီးတော့ပြန်ပို့ကအဲ့ဒါတွေကနေပို့ပြီးတော့အမြန်ငွေရအောင်လုပ်နေတာလို့ပြောလိုက်ပါတယ်။ခဏကြာမှတော့ခရစ်ကဘရင်နော့ကနေကတ်လိုက်နေခဲ့ပြီးဘရင်ကသတိထားမိလိုက်ကတနက်နဲ့လမ်းပစ်လိုက်ပါတယ်။ ရဲကတော့သူနောက်ကိုဆက်လိုက်နေပြီးတော့အဖွဲ့ဝင်ဒါရိုက်တာတယောက်ရဲ့ဟိုတယ်ခန်းထဲစီကိုရောက်လာခဲ့ပါတယ်။အဲဒီနေရာမှာတော့အဖွဲ့ဝင်ဒါရိုက်တာကတနက်နေ့ပြစ်ခံရပြီးတော့တည်ဆုံနေခဲ့ပါပြီ။မရီနာတယောက်ကတော့အခွန်ဌာနကလူနဲ့ရှာဖွေနေခဲ့ရင်းနဲ့စင်းကိုင်ရဲ့နာမည်ကခရစ်ဆိုတဲ့အကြောင်းကိုရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။သူကတော့ကုမ္ပဏီသေးလေးမှာစင်းကိုင်နေနဲ့အလုပ်လုပ်ရင်းနဲ့သူပိုင်တဲ့တခြားငွေကြေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ထားပြီးတော့သူဘလောက်ရနေလဲဆိုတာကိုဖုံးကွယ်ဖို့လှုပ်ထားတယ်လို့ပြောလိုက်ပါတယ်။ မရီနာတယောက်ဒီချက်လက်တွေကိုကင်းစီကိုပြောပြလိုက်ပြီးတော့ခရစ်ရဲ့ပတ်စံတော်တော်များများကလူမှုအကျိုးပြုအဖွဲ့အစည်းတွေစီကိုပဲလှူသွားတယ်ကြောင်ပြောလိုက်ပါတယ်။ခရစ်ဟိုတယ်ကိုပြောင်းထုတ်တဲ့အချိန်မှာတော့ခုံပေါ်မှာဒါနာအိတ်နေတာကိုတွေ့လိုက်ရပါတယ်။သူကတော့ငယ်ဘွားတော်ကသူ့ဖေကသူတို့ကိုနိုင်ကျင်းတဲ့ကောင်လေးတွေစီကိုသွားပြီးတော့ထိုးချိတ်ခိုင်းခဲ့တာကိုပြန်တွေးနေခဲ့ပါတယ်။ခရစ်ကတော့ဒီကိစ္စတွေထဲမှာဒါနာပါဝင်ပါလာခဲ့ရင်အန်ဒီယံများလာမှာကိုစိုးရိမ်တာကြောင့်ပစ္စည်းတွေကိုထုတ်ပြီးတော့ထွက်သွားလိုက်ပါတယ်။ကင်းတဲ့မရီနာတို့ကတော့အဖွဲတစ်ခုဖွဲ့ပြီးတော့ခရစ်ရဲ့အိမ်ကိုစစ်ဆေးနေကြပါပြီ။ အဲဒီမှာခရစ်ရဲ့တူတူဆန်းဆန်းနေဖို့ထိုင်ဖို့ကိုတတိထားမိလိုက်ကြပါတယ်။ခရစ်စီမှာလက်နဲ့မျိုးစုံရှိနေပြီးတော့အစင်းမြင့်တဲ့လုံခြုံရေးစနစ်တစ်ခုရှိနေတာကိုလည်းတတိထားမိလိုက်ပါတယ်။ဘရက်ကိုတော့အစစ်ပြစီကုမ္ပဏီပိုင်ရှင်ကငားရမ်းထားခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့သူတို့ကပိုင်ရှင်ရဲ့အိမ်မှာလုံခြုံရေးကင်မရာတွေတပ်ဆင်နေခဲ့ပါတယ်။ခရစ်ကသာသူ့အိမ်ကိုလိုက်လာခဲ့ရင်ဂျိုတင်ကာကွယ်ထားခဲ့တာလည်းဖြစ်ပါတယ်။ကင်းတယောက်စုံစမ်းစစ်ဆေးအဖွဲ့တွေကိုပြန်လွှတ်လိုက်ပြီးတော့မဒီနာနဲ့နှစ်ယောက်တည်းနေခဲ့ပါတယ်။ကင်းတယောက်မဒီနာကိုဘာကြောင့်ဖမ်းခံလိုက်ရလဲမေးလိုက်ပါတယ်။ မနီနာကတော့သူမညီမလေးကိုဆေးရောင်းဖို့ကြိုးစားခဲ့တဲ့ဆေးရောင်းသူကိုတတ်ဖို့ကြိုးစားခဲ့တာကြောင့်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကနောင်တမရခဲ့ဘူးလို့လည်းပြောလိုက်ပါတယ်။ကင်းကတော့သူကစည်ရင်ကင်ကိုဖမ်းဖို့ဘလောက်ကြာကြာကြိုးစားခဲ့ရကြောင်းနဲ့ဘလောက်ခက်ခဲခဲ့ကြောင်းကိုပြောပြလိုက်ပါတယ်။ကင်းတယောက်တန်ဖိုင်တဲ့ကစည်ရင်ကင်လူတက်ခဲ့တဲ့ဟိုတယ်ကိုရောက်သွားခဲ့ပါတယ်။အတန်းနောက်လိုက်နေရင်းနဲ့ပဲခရစ်ကသူ့ကိုနောက်ကနေတနက်နဲ့ချိန်ထားခဲ့ပြီးတော့သူကအဖေကောင်းတယောက်လားဆိုတာကိုမေးမြန်းခဲ့ပါတယ်။ကင်းကဟုတ်တယ်လို့ပြလိုက်တဲ့အချိန်မှာတော့ခရစ်ကသူ့ကိုလွှတ်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ဂင်းတယောက်ဒီကိစ္စကသူနားယူဖို့အတွက်အချက်ပြမှုတစ်ခုလိုပဲတွေးလိုက်ပြီးတော့အလောက်ကနေပြီးတိုင်ထွက်ဖို့ပြင်ဆင်လိုက်ပါတယ်။အဲဒီချိန်မှာပဲသူစီကိုဗီတိရှလီယွန်လေသိန်းနဲ့အမျိုးသမီးတယောက်ကဖုန်းဝင်လာခဲ့ပြီးတော့နောက်လာမဲ့တရားမဝင်ရောင်းဝယ်မှုတစ်ခုအတွက်တဲလွန်စားတွေကိုပေးလာခဲ့ပါတယ်။သူ့လုံးမှာပဲဆက်နေလိုက်ပြီးတော့ဒီမျိုးသမီးကသူ့ရဲ့သတင်းပေးဖြစ်လာခဲ့ပါတယ်။ကင်းကခရစ်ရဲ့ထောင်ခန်းပေါ်ကိုလည်းမေးမြန်းခဲ့ပါတယ်။သူကရာဇဝတ်သားတွေရဲ့ငွေကြေးတွေကိုကင်တွယ်ပေးခဲ့ပြီးတော့ထောင်ထဲရောက်တော့သတင်းပေးဖြစ်လာခဲ့တာပါ။ သူကိုလှုပ်ပေးလိုက်တဲ့အချိန်မှာတော့သူလှုပ်လှုပ်ပေးနေကြတဲ့လူတွေကလိုက်ရှာကြပြီးတော့နှိပ်စက်ကတက်ပြက်လိုက်ကြပါတယ်။အဆောင်တယောက်ကခရစ်ကိုသူ့ရဲ့ထောင်ခန်းပေါ်တည်ဆုံသွားတဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့ခရစ်တယောက်ပေါက်ကွဲသွားခဲ့ပြီးတော့ထောင်ကနေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ခရစ်ကသူ့ဖေနဲ့တူသူ့မိနာရေးကိုလည်းသွားခွင့်ရခဲ့ပြီးတော့သူတို့ပြန်ရမယ့်အချိန်မှာတော့ခရစ်ကစိတ်မထိန်နိုင်ဖြစ်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်။လုံးကြီးပါလာတဲ့အရာရှိတယောက်ကတနက်နဲ့ပြစ်လိုက်တဲ့အချိန်မှာတော့ခရစ်ရဲ့ဖေကဝန်ခံလိုက်ပြီးတော့ဆုံးသွားခဲ့ရပါတယ် မဒီနာကတော့ကင်းကဘာလို့ဓာရီကိုပြောပြနေလဲဆိုပြီးမေးလိုက်ပါတယ်ကင်းကတော့နောက်ခုနှစ်လကြာလို့သူထွက်သွားခဲ့ရင်ဗီရိရှလေတန်နဲ့အမျိုးသမီးရဲ့ဖုန်းကိုဖြေမဲ့သူကမဒီနာဖြစ်စေခြင်းတယ်လို့ပြောလိုက်ပါတယ်။ခရီးအင်ကဖုန်းကမြည်လာပြီးတော့မဒီနာကဂိုင်းလိုက်ပါတယ်။ဗီရိရှအမျိုးသမီးကတစ်ဖက်ကနေပြီးတော့ဆက်ရုပ်ပစ္စည်းကုမ္ပဏီရဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ခရီးကကုမ္ပဏီပိုင်ရှင်ရဲ့အိမ်ကိုရောက်ချိန်မှာတော့ဘရိတ်ကလည်းအိမ်ထဲမှာရှိနေခဲ့ပါပြီ။ ဘရက်ကသူ့လူတချို့ကိုပြင်မာဆောင်ခိုင်းထားပေမဲ့လည်းခရက်ကသူတို့ကိုတပ်ပစ်လိုက်ပြီးတော့မင်းမြန်မှုတယောက်ကိုပဲခြံထားခဲ့ပါတယ်။ဘရက်ကတော့လုံခြုံရေးကင်မရာကနေစောင့်ကြည့်နေပြီးတော့သူ့လူတွေကိုခရက်ကိုတိုက်ခိုက်ဖို့အမိန်ပေးနေခဲ့ပါတယ်။အဲဒီနောက်ခရက်ကတိုက်ခိုက်ရင်းနဲ့ဒဏ်ရာရရှိသွားပေမဲ့လည်းဘရက်လွတ်လိုက်တဲ့လူတိုင်းကိုတော့တတ်နိုင်လိုက်ပါတယ်။သူကအိမ်ထဲကိုဝင်လာတဲ့အခါမှာတော့ဘရက်ကလည်းစောင့်ကြည့်နေခဲ့ပါတယ်။ဒါမဲ့သူရဲ့ညီခရစ်ဖြစ်ကြောင်းသိလိုက်တဲ့အချိန်မှာတော့သူ့လူအကုန်လုံးကိုလက်နက်ချခိုင်းလိုက်ပါတယ်။ဘရက်ကခရစ်စီကိုသွားလိုက်တော့ကုမ္ပဏီပိုင်ရှင်ပဲကြံနေခဲ့ပါတယ်။ အစမှာတော့ break crit ကိုသူ့ကိုစနေလုံးလုံးမဆက်သွယ်ခဲ့တဲ့အတွက်စိတ်ဆိုးနေခဲ့ပါတယ်။အဲဒီပြင်သူတို့မေးရဲ့နာရီကိုတွားခဲ့တဲ့အတွက်လည်းစိတ်ဆိုးနေခဲ့ပါသေးတယ်။ break ကသူတို့ဖေးရဲ့ဒိဆုံမှုအတွက် crit ကိုအပြစ်တင်ခဲ့ပြီးတော့ crit ကလည်း break ဒေါသပြေတဲ့အထိကိုထိုးခံလိုက်ရပါတယ်။အဲဒီနောက် crit ကပြန်ထိတ်ချုပ်လိုက်ပြီးတော့ break ကိုတနက်နဲ့ချိန်လိုက်ပြီးတော့စိတ်ငြိမ်သွားအောင်လုပ်လိုက်ပါတယ်။အဲဒီနောက်ညီကိုနှစ်ယောက်ကပြန်ဆင်ပြေးသွားကြပါတယ်။ကုန်းဒီပိုင်ရှင်ကခန်းထဲဝင်လာပြီးတော့ break က crit ကိုမတိုက်ခိုက်တဲ့အတွက်ပြောလိုက်ပါတယ်။ဒါမဲ့ crit ကတော့သူ့ကိုတနက်နဲ့ပြစ်တတ်ပြီးတော့ break နဲ့စကားဆက်ပြောနေခဲ့ပါတယ်။ အိုင်နော့ဂရစ်ကမသွားခင်မှာတပတ်တခါလောက်လာလဲမဲ့အကြောင်းကိုလည်းပြောလိုက်ပါတယ်။နောက်ထပ်မိဘတွေကအော်ဒီဇင်ဆောက်လျှော်ရေးကြရာကိုရောက်လာကြပြီးတော့သူတို့သားအတွက်ဆွေးနွေးနေကြပါတယ်။သူတို့သားကတော့ခန်းတွေထဲကိုရှောက်သွားနေခဲ့ပြီးဒရိုက်တာရဲ့သမီးဂျက်စတင်ကိုလည်းတွေ့ခဲ့ရပါတယ်။သူမကတော့ခရစ်ငယ်ငယ်တုန်းကတွေ့ခဲ့တဲ့သူ့ကိုဘယ်ဒီအပိုင်းစလေးရှာပေးခဲ့တဲ့ ကောင်မလေးပဲဖြစ်ပါတယ်။ဒရိုက်တာကတော့ဂျက်စတင်ကစကားမပြောနိုင်ဘဲနဲ့ကွန်ပျူတာပရိုဂရမ်ကနေတဆင့်ပဲစကားပြောဆက်သွယ်နိုင်ကြောင်းပြောလိုက်ပါတယ်။ ဂျက်စတင်ကသူ့ရဲ့စကားပြောမှုကိုပြသလိုက်တဲ့အချိန်မှာတော့ထွက်လာတဲ့တန်ကခရစ်နဲ့လှုပ်လှုပ်နေတဲ့ဗီတိရှလေယူလေသိန်းနဲ့အမျိုးသမီးတယောက်ဖြစ်နေခဲ့ပါတယ်။ဒါနာတယောက်သူမရဲ့တက်ခန်းကိုပြန်သွားတဲ့အခါမှာတော့သူမအတွက်ပစ္စည်းတစ်ခုရောက်လာခဲ့ပါတယ်။အဲဒီမှာတော့ပကြီကားတစ်ခုရှိနေခဲ့ပြီးတေချာကြည့်ကပြင်ကပကြီကိုဖျက်လိုက်တဲ့အချိန်မှာတော့နောက်ထပ်ပကြီကားတစ်ချက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒါကတော့ခရစ်ရဲ့နောက်တွဲရင်ထဲမှာတွေးခဲ့တဲ့ဈေးကြီးတဲ့ပကြီကားတစ်ချက်လည်းဖြစ်ပါတယ်။ဇကားလေးကတော့ဒါပါပဲခင်ဗျာ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။